်မင်္ဂလာပါရှင် ကျမတော့ဖူးအီနေပါ DV မြစ်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဂျပန်နိုင်ငံကိုပို့ပေးမယ်ဆိုပြီး agency အမိခံထားတဲ့လူတစုကအလုပ်သမားတယောက်ကိုကြက်သိန်း100ကနေကြက်သိန်း200အထိယူသွားပြီးအဲ့လိုအလိန်ခံရတဲ့အလုပ်သမား100နီးပါးရှိတယ်လို့မြန်မာနိုင်ငံပြည်ပအလုပ်အကင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAA ကနေသိရပါဗျ ဆူလမ်းမြင့်မှုအေဂျင်စီနဲ့သူ့ရဲ့လုပ်ငန်းခွဲနေဝန်ကဘာအေဂျင်စီတို့ကဒေါခင်တနာကျော်ဦးဝင်းမင်းထွန်းဒေါ်နှင်းယူထွေတို့ကကုန်ထုတ်လုပ်ငန်းမှာအလုပ်သွင်းမိမှာဖြစ်ပြီးတာချီလိတ်လမ်းကြောင်းကတစ်ဆင့်ဂျပန်နိုင်ငံကိုပို့ပေးမယ်ဆိုပြီးအလုပ်သမားတွေစီကနေဝင်ဆောင်ကလိမ့်လေသွားတာလို့သိရပါတယ်ဝင်းလင်းနဲ့ခင်ရတဲ့အလုပ်သမား100နီးပါးကဒီဇင်ဘာလ17ရက်မှာလာရောက်တိုင်ကြားခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံမှာလည်းငွေအလိမ်ခင်ရပြီးတော့တောင်းတင်နေသူ900နီးပါးရှိသေးတယ်လို့ MOEAA ယုံတာဝန်ရှိသူကပြောပါတယ် လိန်လေသွားသူတွေဟာအလင်ခံရသူတွေစီကနေနိုင်ငံကူးလက်မှတ်စာအုပ်တွေကိုပါယူဆောင်ထားတယ်လို့သိရပါဗျ။ဝေလိန်သွားတဲ့သူတွေကိုဆက်သွယ်လို့မရသလိုစစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနစီလိန်လေခံရတဲ့သူတွေစုပြီးတိုင်ကြားထားတာလည်းအကြောင်းမထူသေးဘူးလို့အဲ့အလုပ်သမားတွေကပြောပါဗျ။အလုပ်သမားတွေစီကနေငွေလိန်လေသွားတဲ့ဆုလက်မြင့်မှုအေဂျင်စီဟာစစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနမှာအကျိုးဆောင်လိုင်စင်ရယူခဲ့တာရှိပြီးဒီနှစ်ထဲမှာပိတ်သိမ်းခံရတဲ့အေဂျင်စီ38ခုထဲမှာပါဝင်တာကိုတွေ့ရပါဗျ။ ဒါပေမဲ့ဆွလက်မြင့်မို့ agency အနေနဲ့လုပ်ငန်းမရက်ဖဲလူသမားတွေစီကနေအော်တိုဘာလအထိငွေရယူခဲ့တာကိုသူတို့ချုပ်ဆိုထားတဲ့စာချုပ်တွေမှာတွေ့ရပါတယ်ရှင်။ရခိုင်ပြည်နယ်ကွာမြို့နယ်ကိုအာဏာသိမ်းစစ်တပ်ရဲ့လေတပ်နဲ့ရေတပ်တွေကဒီဇင်ဘာလ17ရက်နေ့မနက်ပိုင်းကစလို့ဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။တိုက်လေရင်နဲ့ဘုံကျဲတာစစ်သင်းမောကနေလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေကိုဇက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ခွားမြို့နယ်ပတ်ဝန်းကျင်ကိုအကြိမ်30ထက်မနည်းပြစ်ခတ်ပုံကျဲခဲ့တယ်လို့ဆိုပါတယ်။ခွားမြို့ပတ်ဝန်းကျင်ကိုဥတီပြစ်ခတ်ခဲ့တာဖြစ်ပြီးလူထိခိုက်ဒေဆုံးတာတော့မကြားရသေးဘူးလို့ဒေသခံတယောက်ကပြောပါတယ်။မနက်9နာရီကျော်မှာရေတက်ကနေလက်နက်ကြီးနဲ့ပြစ်ခတ်ပြီးတဲ့နောက်မှာမနက်7နာရီခွဲကျော်မှာတိုက်လေရင်နဲ့ပုံကျဲခဲ့တာလို့သိရပါတယ်။စစ်တပ်ဟာဒီဇင်ဘာလ10ရက်ကလည်းမြောက်ဦးမြို့ပြည်သူ့စေယုံကို ပေါင်900ဘုံကျဲတိုက်ခိုက်ခဲ့လို့စေယုံတက်နေတဲ့ရဲသား33ယောက်ထပ်မင်းသေဆုံးပြီး86ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်2023နိုမာလာ73ရက်ကနေ2025နိုမာလာ73ရက်အထိနှစ်နှစ်တာအတွင်းရဲသား1152ယောက်သေဆုံးတယ်လို့2153ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့အေအေကဒီဇင်ဘာလ17ရက်မှာထုတ်ပြန်ထားပါတယ်ရှင်။ မန္တလေးတိုင်းစင်ကူးနယ်ကိုပြန်ရဖို့စစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းနဲ့ညှက်ပြီးတိုက်ခိုက်နေပါတယ်။စင်ကူးနယ်ဟာဘလောက်အထိအရေးပါနေပါသလဲ။အဲ့ဒီဒေသကိုလက်လွတ်ရရင်ဒေသရင်းတော်လှန်ရေးတပ်ဖွဲ့တွေအတွက်ဘလောက်အထိအထိအခိုက်ရှိနိုင်ပါသလဲ။ဒီအကြောင်းကိုတော့သုဒ္ဓချန္တာကသတင်းပြဖို့ထားပါရရှင်။ မန္တလေးတိုင်းစစ်မှုနဲ့တောင်ပိုင်းကရွှေပြည်ရွာနဲ့တောင်ရင်ရွာတို့ကိုပြန်သိမ်းယူထားပြီးဒေသတွင်လက်မှတ်တွေကိုစစ်ကောင်စီကပေးဆို့ထားတယ်လို့မတရား PDF တောင်ရှိသူကပြောပါတယ်။ရွှေပြည်ရွာနဲ့တောင်ရင်ရွာတို့ဟာဒေသတွင်လက်မှတ်ကြီးမှရေးပါတဲ့လက်ပံလာရွာအနီးမှာရှိတဲ့ခြေရွာတွေဖြစ်ပြီးဒေသတွင်လက်မှတ်တွေမှာအကြီးကားကြတဲ့နေရာတွေကိုစစ်ကောင်စီကပြစ်မှတ်ထားနေတာဖြစ်ပါတယ်။စစ်မှုနယ်ကိုပိတ်ကျင်ဘက်ကနေပင်မစစ်ကြောင်တစ်ခုမတရားဘက်ကနေပင်မစစ်ကြောင်တစ်ခုအထောက်အညှက်ပြီးစစ်ကောင်စီကထိုးစစ်ဆင်နေတာပါ။ စစ်ကြောင်းလမ်းကြောင်းတစ်လျှောက်မှာစစ်ကောင်စီတပ်သားတွေကအခြေအနေပေါ်မူကြည်၍လျားနေပြီးဒေသခံတချို့ကိုတစားကန်ဖြစ်ဖန်းစည်းကြတာရှိနေပါတယ်။အရေးပါတာပေါ့ဗျာဒီစင်ဘူးနယ်ရွှေပြည်နယ်ထုံကြီးလမ်းပိတ်သွားတဲ့တဲ့အရှိဘက်နောက်ဘက်ကူးတန်းနေတဲ့လမ်းကြောင်းတချို့ပိတ်သွားတာပေါ့ဗျာ။ပုံဒီစီစဉ်မှု ရောတွန်လိုင်းသမားတွေရဲ့လက်ရက်တွေရောအကောင်လုံးကလမ်းကြောင်းပိတ်သွားတယ်လို့ဖြစ်သွားတယ်ဗျာ။ဒါကြိုးသက်တွေရှိလာနိုင်နေဆိုတော့နည်းမြေတွေပြန်ရဖို့အတွက်ပြန်ပြီးတော့အများကြီးကြိုးစားရမှာပေါ့ဗျာ။ခုမန်လေးတိုင်းတွင်းမှာတွန်လိုင်းဖက်ကတိန်းစီးထားတဲ့နည်းမြေတွေကတရား ဇာတအများဆုံးထွက်တဲ့နေမြေတွေဆိုတော့အဓိကအဲ့ဒီတရားဇာတတွေသူတို့ပြန်လဲထိန်းချုပ်ချင်တာရယ်မန်းလေးမိုးကုတ်လမ်းပြန်လဲဖွင့်အေးရယ်သူတို့အူသားပေးပြီးတော့အင်အားလုံးရင်းနဲ့စစ်ကြောင်းတွေထိုးနေတယ်လို့တော့ကြုံတတ်မိပါတယ်ဗျကျွန်တော်တို့ဒီမန်းလေးတိုင်းဘက်မြောက်ပိုင်းကိုထိုးရတဲ့ကြောင်းရာရှမ်းမန်းစစ်စင်ရေးကိုပြတ်သွားစေခြင်းနဲ့သဘောရယ်တရုတ်ပြည်ဘက်ကိုလမ်းကြောတွေကြဲကြဲပြန့်ပြန့်ဖွင့်သေးခြင်းနဲ့သဘောရယ်လို့တော့ကျွန်တော်သုံးသပ်မိတယ်ဗျနောက်တစ်ချက်ကတော့မန်းလေးတိုင်းကိုသူတို့ဆိုးမိုးသွားပြီဆိုရင်နေပြည်တော်အတွက်လည်းကြော်လိုင်းဖွဲ့တွေက ဝင်မို့အတွက်လမ်းကြောကကျင်းသွားတဲ့သဘောမျိုးလည်းဖြစ်နိုင်တယ်ဗျအဲ့ဒါမှလည်းသူတို့ရဲ့ခံစည်းကကြေကြေပြန့်ပြန့်ယူလို့ရမယ်လို့ကျွန်တော်သုံးသပ်မိပါတယ်အခုနှစ်ကုန်ပိုင်းမှာမတရားတမျိုးနယ်လုံးက PDF ထင်းချုံနယ်မြေတွေကိုစစ်ကောင်စီကပြန်သိမ်းယူထားပြီးမန္တလေးရှမ်းပြည်ကနေတရုတ်နယ်သက်ကြီးကုံသွဲရေးလမ်းကိုပြန်ထိန်းနိုင်မှုစူးစမ်းနေတာပါလက်တလုံးမှာစင်ကူတပိတ်ကျင်းမိုးကုတ်မိုးမိတ်ဆက်ဆက်လမ်းမကို PRB တက်ခိုက်နေတာဖြစ်ပါတယ် ိုဝင်ဘာလကုန်ပိုင်းမှာ GNL ကမိုးကုန်းနဲ့မိုးမိတ်မှုတွေကိုလက်လွတ်ခဲ့ပြီးနောက်မန္တလေးဒေသတွင်တော်လှန်ရေးအစုဖွဲ့တွေဟာကြီးမားတဲ့ဖိအားနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ယောက်ျားလှုပ်ရှားမှုတွေတော်လှန်ရေးအစုတွေရဲ့စုဖွဲ့မှုတွေနဲ့အခြေရွာပေါ့လေ။နော်အခြေဆိုင်တဲ့နေမျိုးတွေကတော့ကျွန်တော်တို့ရှိနေမယ်လို့နားလေပါလေ။မြို့ကြီးတွေပါသွားတာတော့ပါသွားတာတပိုင်းပေါ့လေ။ဒေသတွင်းမှာတော့လုံးဝ PDF ကင်းတဲ့နေမျိုးတော်လှန်ရေးမရှိတော့တဲ့နေမျိုးမြို့နယ်ပေါ့လေ။အဲ့လိုဖြစ်သွားမှမျိုးတော့မဟုတ်ဘူးလို့ကျွန်တော်နားလေပါ။ဆိုလိုတာကဗျာဟိုပြန်ပြီးတော့ဒီမြို့တွေကိုပြန်သိမ်းမလားလို့ပြန်ပြီးထိုးသိမ်းဆင် င်သားတွေဘာလို့ဆိုတာတော့လေပြောရခက်ပါတယ်နောက်တစ်ခါကျွန်တော်အမြင်ကတော့ဒီမျိုးတွေတိမ့်နိုင်တာတို့မတိမ့်နိုင်တာတို့ဟာတော်လင်ရေးတစ်ခုရဲ့အဆုံးဖြတ်အဖြေမဟုတ်ဘူးလို့နားလေတယ်ပေါ့လေတော်လင်ရေးစစ်ညက်နာတွေတော်လင်ရေးတက်စကန်တွေဘယ်နားမှာရှိနေလဲကျွန်တော်တို့ဒီတော်လင်ရေးအစုအဖွဲ့ရဲ့အထွေးခေါ်တွေစဉ်းစားချက်တွေကဒီလူလူပုံမှာဘလောက်လွှမ်းမိုးနိုင်လဲဆိုတာကအဖြေလို့ကျွန်တော်နားလေတာဟုတ်မိုးကုန်းနဲ့မိုးမိတ်မျိုးနယ်နှမျိုးနယ်လုံးကတော်လင်ရေးကင်းစင်တဲ့မျိုးနယ်ဖြစ်သွားမဲ့အခြေအနေမျိုးမဟုတ်ဘူးပေါ့လေတော်လင်ရေးဆက်ရှိနေမှာပေါ့ကျွန်တော်တို့အဲ့လိုပဲနားလေပါတယ် န္တလေးတိုင်းစင်ကူးမြို့နယ်ကို2024ဇူလိုင်လမှာတော်လန်ရေးပူပေါင်းအဖွဲ့တွေကထိန်းချုပ်ခဲ့တာဖြစ်ပြီးအချိန်တစ်နှစ်ခွဲနေပါအကြာမှာစစ်ကောင်စီကပြန်သိမ်းမှုဖိအားပေးလာတာပါဒေသတွင်းတော်လိုင်းအရာစုတွေအတွက်မိုးကုတ်မုံမိန်မြို့နယ်တွေရေးပါတယ်လို့တံမိုးကြီးရဲ့ရွှေလုတ်ွက်တွေကြောင့်စင်ကူးမြို့နယ်ဟာလည်းရေးပါတဲ့အနေအထားဖြစ်ပါတယ်။ကျွန်တော်သုဒ္ဓချမ်းသာပါ။ထိုင်းကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဆူရင်ဒေသမှာစစ်ဘေးရှောင်6000ကျော်အထိရှိလာပါတယ်။ နေဇက်တိုက်ပွဲတွေကြောင့်ကျောင်းတွေဆေးရုံတွေပိတ်ထားရတယ်လို့လည်းရိုက်တာကဖော်ပြပါဗျ။တိုက်ပွဲကြောင့်အနေရရှိတဲ့နေဇက်ဒေသတွေကနေထွက်ပြေးလာသူ6000ကျော်ဟာလက်ရှိအချိန်မှာယာယီတဲတွေနဲ့နေထိုင်နေရပါတယ်။တက္ကသိုလ်ကျောင်းဝင်းတစ်ခုမှလည်းစစ်ဘေးရှောင်100ကျော်ရှိတယ်လို့ဆိုပါတယ်။ဂီဟာဒရိုက်တာကစစ်ဘေးရှောင်တွေကိုရေလျှက်စစ်အင်တာနက်ဈေးဝါးနဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေတယ်လို့ပြောပါတယ်။တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမဖြစ်ပွားခင်တနအိခွဲအလို့ကလေးက အရေးပေါ်ရွှေ့ပြောင်းရေးအမိန့်ရရှိခဲ့ပြီးဒေသခံတွေကိုအလှည့်အမြန်ရွှေ့ပြောင်းခဲ့ရတယ်လို့တာဝန်ရှိသူတွေကပြောပါရယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲတွေကြောင်းကျောင်းပေါင်း800ကျော်ပိတ်ထားရပြီးစေယုံတွေလည်းပိတ်ထားရတယ်လို့ထိုင်းမီဒီယာတွေကဖော်ပြပါရယ်။ကမ္ဘောဒီးယားစစ်ဘေးရှောင်တွေကလည်းတိုက်ပွဲတွေကြောင်းစားနပ်ရိက္ခာပြက်လက်မှာကိုစိုးရိမ်နေတယ်လို့ရိုက်တာသတင်းကဖော်ပြပါရယ်။နိုင်ငံစလုံးကတော့ရန်စားတိုက်ခိုက်မှုတွေကြောင့်ပြန်တိုက်ခိုက်တာလို့အပြန်အလှန်ဆွဆွဲထားကြပါတယ်ရှင်။ ဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါ ကျမတို့ဖူးအီနွယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်